သရဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဗီဒီယိုဖန်တီးပြီးဝင်ငွေရှာရင် digital nomad ဘဝမှာဘယ်လိုမျိုးထူးခြားတဲ့နည်းလမ်းတွေနဲ့ပတ်စံရှာလဲဆိုတာကိုပြောပြပေးချင်ပါတယ်။သရဲအကြောင်းပြောတဲ့ channel ကဘာလို့ဝင်ငွေကောင်းတာလဲ။လူတိုင်းကတဘာဝလွန်ဖြစ်ရက်တွေနဲ့ထူးဆန်းတဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားတတ်ကြပါတယ်။အထူးသဖြင့်တရေနာနာဘာဝနဲ့ပတ်သက်တဲ့ဇလန်းနေဆိုရင်ပြိတ္တအများစုရဲ့စိတ်ဝင်စားမှုကိုအလွယ်တကူဆွဲဆောင်နိုင်ပါတယ် ဒါကြောင့်ကိုကဒီအကြောင်းအရာကြီးစိတ်ဝင်စားရဆိုရင်ဒါဝင်ငွေကောင်းတဲ့ channel တစ်ခုဖြစ်လာနိုင်ပါတယ်။တရေဇက်လန်းနေကိုဘယ်ကနေရှာဖွေမလဲ။တရေဇက်လန်းနေဖြစ်ရမှန်နေရှာဖွေဖို့အတွက်နီးလန့်နေအများကြီးရှိပါတယ်။ Reddit, Quora လိုမျိုး forum များ Reddit မှာ paranormal, ghost, creepy encounter စတဲ့ community တွေမှာလူတွေတကယ်ကြုံခဲ့ရတဲ့တရေဖြစ်ရမှန်နေနဲ့ပတ်သက်တဲ့ post တွေမှတ်ချက်တွေကိုဖတ်ရှုနိုင်ပါတယ်။ ဒီထဲကနေပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေရွေးထုတ်ပြီး coast style နဲ့ပြန်ပြီးတော့တင်ဆက်နိုင်ပါတယ်။ Quora မှာလည်း What is the most scariest thing you ever experience? တင်ကြုံဖူးခဲ့တဲ့ကြောက်စရာအကောင်းဆုံးအရာဘာလဲ?စားတဲ့မိခွန်းနေအောင်မှာလူတွေရဲ့ဖြစ်ရမှန်တွေကိုဖတ်ရှုနိုင်ပါတယ်။နံပါတ်1 YouTube မှာရှိတဲ့ Ghost Hunting Channel များ the paranormal file buzzfeed am saw လို့မျိုး channel တွေကနေသူတို့လိုက်လံစူးစမ်းခဲ့တဲ့ ထိတ်လန့်စရာနေရာတွေရဲ့မှတ်တမ်းတွေကိုလေ့လာနိုင်ပါတယ် နံပါတ်3 podcast နဲ့ audio book များလို the no sleep podcast စရဲနာမည်ကြီး podcast တွေမှာလည်းတရေဇလန်တွေထူးဆန်းတဲ့ဖြစ်ရပ်တွေအများကြီးရှိပါတယ်။နံပါတ်4ပရိသတ်စီရဓာတ်ရိုက်ယူတာကိုယ့်ရဲ့ channel မှာပရိသတ်တွေကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့တရေဖြစ်ရပ်မှန်တွေကိုပေးပို့ဖို့တောင်းဆိုနိုင်ပါတယ်။ဒီနီးလန်းကကိုယ့်ရဲ့ပရိသတ်နဲ့ပုံပြီးနီးစပ်စေတဲ့အပြင်အကြောင်းအရာအသစ်တွေကိုလည်းရရှိနိုင်ပါတယ်။ဝင်းဝေးဘလူးရှာမလဲ။ channel တစ်ခုတည်ထောင်ပြီးပြည်သက်အများအပြားရှိလာပြီဆိုရင်အောက်ပါနီးလန်းနေနဲ့ဝင်ငွေဖန်တီးနိုင်ပါတယ်။နံပါတ်1 YouTube Partner Program YPP Subscriber အနည်းဆုံး1000နဲ့ Watch Hour လူတွေကြည့်ရှုတဲ့အချိန်4000ပြည့်ပြီဆိုရင် YouTube Partner Program မှာပါဝင်ခွင့်ရပါတယ်။ဒီအစီအစဉ်ကနေကိုယ့်ရဲ့ဗီဒီယိုတွေမှာကြော်ညာရေးထည့်သွင်းပြသပြီးတော့ SN ကနေဝင်ငွေရှာနိုင်ပါတယ်။နံပါတ်2 Affiliate Marketing ကိုကထိတ်လန့်စရာကောင်းတဲ့ဇာတ်လမ်းတွေပြောပြရတဲ့အခါမှာ paranormal investigation နဲ့ပတ်သက်တဲ့ပစ္စည်းတွေ horror movie တွေနဲ့ပတ်သက်တဲ့ merchandise တွေကို Amazon ကနေပြီးတော့ affiliate link ယူပြီးတော့ကိုရဲ့ description box ထဲမှာထည့်ထားနိုင်ပါတယ်။ကို link ကနေတစ်စင်းဝယ်ယူမှုရရှိတိုင်းကိုက commission ရရှိမှာဖြစ်ပါတယ်။နံပါတ်3 sponsorship ကိုယ့်ရဲ့ channel ကနာမည်ကြီးလာပြီး view တွေများလာပြီဆိုရင် horror ရုပ်ရှင်တွေ video game တွေ podcast တွေနဲ့ပတ်သက်တဲ့ company တွေကနေပြီးတော့ကြော်ညာလာအပ်နိုင်ပါတယ်။ဒီနီးလန်းကဝင်ငွေအကောင်းဆုံးနီးလန်းတွေထဲကတစ်ခုပါပဲ။နံပါတ်၄ patron ပရိသတ်စီကအထောက်အပံ့ patron လို platform တွေကနေကိုယ့်ရဲ့ fan တွေကနေလာစင်ကြီးပုံစံမျိုးနဲ့အထောက်ပံ့ရယူနိုင်ပါတယ်။ပတ်စံပေးရသူတွေအတွက် early access video တွေ exclusive content တွေနဲ့ behind the scene video တွေကိုပေးနိုင်ပါတယ်။ ဒီဂျစ်တယ်နိုမတ်ဘဝကိုပိုင်ဆိုင်ခြင်းတရေအကြောင်းဗီဒီယိုတွေဖန်ပြီးတာကအချိန်နဲ့နေရာမရွေးလုံးလို့ရတဲ့အတွက်ကိုယ့်ရဲ့ digital nomad ဘဝကိုပိုင်ဆိုင်ဖို့အခွင့်အရေးဖြစ်လာပါတယ်။နေ့လယ်ပိုင်းမှာဗီဒီယိုတွေကိုစာရီရှာညပိုင်းမှာစိတ်အေးလက်အေး voice over လုပ်ပြီးတော့ဗီဒီယိုတွေဖန်နေနိုင်ပါတယ်။ကိုယ်အိတ်နေတဲ့အချိန်မှာတော့ကဘာအနှက်ကပရိသတ်တွေကကိုယ့်ရဲ့ဗီဒီယိုကိုကြည့်နေကြတာမို့လို့ပတ်စံနေဝင်နေတာမျိုးပေါ့။တစ်လောက်ဒေါ်လာတောင်းချီရတဲ့အခါမှာကိုလိုချင်တဲ့လွတ်လပ်တဲ့ဘဝမျိုးတကယ်ပိုင်ဆိုင်လာတာပါ။ ဒီဗီဒီယိုလေးကနေပြီးတော့သင်ခန်းစာတစ်ခုခုရမယ်လို့မျှော်လင့်ပါတယ်။ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေအများအပြားတင်နေမှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ထပ်ဗီဒီယိုတွေမှာအသုံးဝင်တဲ့အကြောင်းအရာလေးတွေအများကြီးတင်ပေးရုံမှာမို့လို့ဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။